အမျိုးများအလုံးမင်္ဂလာပါဗျာဒီနေ့ဟာ၈ရက်၁၇လပိုင်း2025ဖြစ်ပါတယ်ဗျာဒီနေ့မျိုးတွေကိုမပြောချင်တယ်လဲဆိုလို့ရှင်မန္တလေးတိုင်းရဲ့မင်္ဂလာတစင်းများကိုပဲပြောကြမှာဖြစ်ပါတယ်ဗျာတမတော်ချင်းတမတော်ဝိုင်းနဲ့တူရောတမတော်ချင်းမြန်နိုးသူများအားလုံးရောငြိမ်းချမ်းမှုအေးချမ်းမှုလိုလားတဲ့ပြည်သူများအားလုံးရောခြားပြမှာဖြစ်ပါတယ်ဗျာ ပထမဦးဆုံးဆိုတာဖြင့်လက်ထိုးကြီးအကြောင်းကိုပဲပြောပါမယ်လက်ထိုးကြီးမျိုးဟိုဆွန့်ခွာပြီးထွက်ပြေးထွက်ပြေးနေကြတယ်เนาะစစ်ဘေးရှောင်များပေါ့အားလုံးလက်ထိုးကြီးကိုပြန်လို့ရပါပြီဗျလက်ထိုးကြီးကိုပြန်တဲ့အခါမှာလည်းအခက်အခဲရှိတယ်ဆိုရင်ဦးစင်းကိုလည်းဆက်တွေ့လို့ရပါတယ်เนาะဆက်တွေ့လို့ရပါတယ်လက်ထိုးကြီးမှဆိုလို့ရှိရင်တပ်မတော်ကတရားကိုင်တော့အုပ်ချုပ်ထားလိုက်ပါပြီတရားကိုင်တော့အကြမ်းဖက်သမားကိုနှိမ်နှင်းထားခြင်းဖြစ်ပါတယ်ဗျเนาะအဲ့တော့လက်ထိုးကြီးမှရှိတဲ့ဘီဝါမှုကလည်း ဒါပြည်သူများအားလုံးကိုခေါ်ပြီးမှအေးစစ်စစ်လာနေဖို့အေးစစ်စစ်နေဖို့ကိုလိုကိုလိုဖို့ကိုအိမ်ကိုမနေကြာရင်ပြည့်စည်တတ်တယ်ဆိုတော့အကြောင်းလေးတွေပြည်သူတွေကိုလည်းစီယုံရင်ဟောပြည်သူတွေကိုလည်းစီယုံရင်လေးပါလေဆင်းတယ်ပေါ့ဗျာဆင်းပြီးမှပြည်သူတွေကိုစီယုံရင်ဆင်းတယ်ဆိုတာကတော့တမတော်အတွက်ဟုတ်ပါဘူးအတူတူပြည်သူတွေအတွက်ပါနော်တမတော်ရာမိတမတော်ရာအဖဆိုတဲ့အတိုင်းပဲပြူတွေအိုးမဲ့အိုးအိမ်ပြေအိုးအိမ်မဲ့ပြေမျိုးလို့ဆွန့်ခွာထွက်ပြေးနေရတာကိုရေရှည်မှာပြေးနေရတော့နော်နေရတာအခက်အခဲ ဘယ်လိုပဲဖြစ်ဖြစ်ဗျာကို့ data ကို့ရွာကိုပဲကို့နေချင်တယ်ကို့မြို့ကိုပဲကို့နေချင်တယ်ကို့မြို့ကို့ data ကိုစွန့်ခွာပြီးဘယ်သူမှမရှောင်ရင်ရအောင်မဖြစ်လို့ဒါရှောင်မဖြစ်လို့ဒါရှောင်သိမ်းနေကြရတာပါနော်ဒါကြောင့်မို့လို့ကို့မြို့ကို့ data ကိုရွာမှုကြီးကလူကိုယ်တိုင်မဲ့အိမ်နေတိန်ပြီးတိန်ဆင်းတဲ့ပြီးမှရှိတဲ့အိမ်လေးတွေလာတဲ့လူတွေကိုစီယုံပြီးမှအိမ်ကိုပြန်နေကိုဖိတ်ခေါ်နေခြင်းဖြစ်ပါလေဗျာနော်ဖိတ်ခေါ်နေခြင်းဖြစ်ပါလေဒါကြောင့်မို့လို့ဥစဉ်ကလည်းနှထိုးကြီးမှရှိတဲ့ စီပြေးချောင်ပြည်သူများအားလုံးလည်းကိုယ့်အိမ်ကိုကိုပြန်လို့ရပါပြီကိုယ့်အိမ်ကိုကိုနေလို့ရပါပြီเนาะအဲ့တော့ကိုယ့်အိမ်ကိုပြန်လာကြပါကိုယ့်အိမ်ကိုပြန်နေကြပါလို့ပဲဦးစင်းအနေနဲ့ဖိတ်ခေါ်ပါတယ်ဗျယူဝမှုကြီးကိုစားရောတိုင်းမှုကြီးရဲ့ကိုစားရောပေါ့ရောအားလုံးတက်မတော်မီတာတက်မတော်ရားတွေရဲ့ကိုစားရောပေါ့เนาะအဲ့တော့အေဂျင့်နေပြီလို့ပဲပြောလို့ရပါတယ်ဗျเนาะဦးစင်းလည်းဒီရက်ထဲအားတဲ့အခါဦးစင်းကိုလည်းဒါဒီအောင်ပွဲရတမတော်ရာတွေပါလာစာတွေရဲတွေပေါ့အကုန်လုံးနိုင်ငံဝန်တန်းကောင်ပါလီမန်ရှင်သူရဲကောင်းတွေအတွက်ကို ဦးစင်းလည်းတွားရောက်ပြီးလှူဒန်းပေးမှာလိုအပ်ထားလေးတွေကိုတတ်နိုင်နေမှာကိုစွန့်နိုင်နေမှာလေးတွားရောက်လှူဒန်းမှာဖြစ်ပါလေဗျာနော်တွားရောက်လှူဒန်းမှာဖြစ်ပါလေဒါတွေကိုကြိုတိလို့ပဲဟုတ်လားထញ្ញက်ခဲကျင်နေတဲ့မိုက်ခဲလားမိုက်မိုက်ခဲလားမိုက်ခဲလားတော့မတူဘူးမိုးကုံမှာလေးကိုဟုတ်လားအဝတ်အစားကောင်းကောင်းနဲ့စိန်ခန်းနေတယ်ဆိုတော့လေအလုံးလေမြင်တဲ့အတိုင်းပါလေဗျာနော်နထိုးကြီးမိုက်ခဲကဘာကြောင့်မိုးကုံကိုရောက်သွားတာလဲဆိုတာကိုလည်း တဘောပေါက်ဖို့လိုပါတယ်ဗျာနော်တဘောပေါက်ဖို့လိုပါတယ်ဒါလည်းနှထိုးကြီးမှာရှိတဲ့ပြည်သူတွေဟိုပါဗောနော်သူစင်းတို့ရေရချိုမှာရေရချိုမှာဖြစ်တော့ဟုတ်လားအဖွားကြီးကမီဒီယာခေါင်းဆောင်ကိုကျွေးတယ်တဲ့ဘယ်လိုကျွေးတဲ့ခါမှာဘယ်လိုအစားကျွေးလဲဆိုတော့ငါသာစစစမင်းတို့မှာတဏ္ဍကြီးထိုင်ပြီးပြေးရတာဆိုတော့တဲ့ဟိုမှာမီဒီယာခေါင်းဆောင်မှာအစားပဲအောက်ချမလိုလိုနှွင့်ပြရတော့အဖွားကြီးအတက်80ကျော်ကျော်အဖွားကြီးပဲဆဲရမလိုလိုဟုတ်လား ူကလေစေချောင်းလာလို့ရှိရင်တနက်ထိုင်ပြီးပြရတော့ဆိုတော့မင်းတို့မှာလေးကြီးနဲ့ပြရတာပေါ့အဲ့တော့မောငါတော့အားရှိအောင်စားထားဆိုတော့ဘွားကြီးကတော့ယောဂန်နဲ့ပြောတာပေါ့ဗျာနော်ယောဂန်နဲ့ပြောတာပါဒါကတော့ဒါဖြစ်ရမှန်လေးပေါ့အခုလည်းအဲ့လိုပဲဟုတ်လားမိုက်ခဲဆိုတဲ့ကောင်ကတော့မိုးကုတ်ထီပြေးသွားတာမိုးကုတ်တိုင်းဘယ်ပြေးမလို့တော့မတည်ဘူးဗျာနော်အဲ့တော့မိုက်ခဲကစားတော့မြင်းကြောင်တိတ်မယ်လေးနှထိုးကြီးကိုတိတ်မယ်လေးဘာလို့ပြပြညာလို့ပြမယ်လေးဟုတ်လားအခုကျတော့လည်းမိုးကုတ်ရောက်သွားဆိုအဲ့တော့ခင်ဗျာ တော်လိုင်းရေးတဘောပေါ့ဗျာတဘောပေါ့ပြည်သူများအလို့ဒါလေးကိုလည်းဦးစင်ရတာ message ပေးချင်တာပါဗျာเนาะပြည်သူရဲ့အကောင့်ထဲကိုရိုက်ထည့်ချင်တာเนาะအဲ့လိုပါဗျာเนาะတို့တို့ကအပြည့်တန်နေဗျာเนาะဒါကတော့မန္တလေးနထိုးကြီးရဲ့အကြောင်းဖြစ်ပါလေဗျာเนาะအဲ့တော့နောက်ဒုတိယအချက်ကတော့မန္တလေးမြို့သူမြို့သားများအားလုံးနဲ့ဆယ်ကြီးကိုအကြောင်းပြုပြီးမှเนาะဆယ်မန္တလေးမန္တလေးမရရဆယ်တော်ကြီးကိုရေလောင်ခံကြီးကိုအကြောင်းပြုပြီးမှ ရေကိုလှုပ်ရှားကင်စားလို့နေရတဲ့ဒီစံစဘာတစ်စဘာတွေပေါ်ပြအဆုံးပေါ်စိုက်ပျိုးရေးအကုန်လုံးပေါ့နော်စားနေရတဲ့ပြည်သူများအားလုံးဒီနှစ်ကတော့ခင်ဗျားတို့တရားခိုင်လုံးပျော်လို့ရပါပြီဗျာနော်တိုင်းမှုတကြီးကခင်ဗျားတို့ပြည်သူတွေကိုစိတ်ချမ်းသာမှုတစ်ခုဒါလက်ဆောင်ကြီးကြီးပြည်သူတွေကိုစိတ်ချမ်းသာမှုအပြည့်အဝပေးလိုက်တယ်လို့ပဲပေးလိုက်တာပေါ့ဗျာနော်အဲ့တော့ဆယ်တော်ကြီးကိုလည်းတပ်မတော်ကနေတရားခိုင်လုံးခြင်တော်ပါတရားခိုင်လုံးအုပ်ချုပ်တော်ပါပြီ မနေ့ကဆယ်တော်ကြီးကအကျန်းဖက်တွေရှိတဲ့အတွက်ကြောင့်အကျန်းဖက်တွေရှိတဲ့အတွက်ကြောင့်ဂျူတွေမှာလည်းဒါဟိုလဲယာမှာရေလိုချင်တဲ့အတိုင်းတောင်ရေမရကြဘူးเนาะရေမရကြဘူးရေမရတော့ခက်ခဲတွေတွေ့ကြတယ်အဲ့တော့စဘာထွက်နှုန်းတွေမကောင်းတယ်လို့စဘာတွေလည်းပျက်စီးကြတယ်စိုက်ပျိုးရေးတွေလည်းပျက်စီးကြတယ်ဆိုတာလည်းဥစဉ်တို့ဒီဆိုတာတတ်နိုင်တယ်များတော့မနစ်ကလည်းဒါဟိုเนาะအကုန်လုံးကပတ္တာမန္တလေးမှာဆိုလို့ရှိရင်တမလို့ရာတွေရောရဲတွေရောပြည်သူစစ်တွေရောသူပေါင်းပြီးမှသွားနိုင်တယ်များတော့ဒါလုတ်ခဲ့ကြတာပါလေဒါเนาะ ဒီကလုတ်ခိုက်ကြတာပဲဒီနှစ်မှာတော့ဒါပို့ပြီးမှဒါဆယ်ရောကြီးတော့ဒါဆယ်ရောကြီးရဲ့ရေကိုနော်စိုက်ပျိုးရေးအတွက်အပြည့်အဝတုံးချလို့ရပါပြီဗျအပြည့်အဝသုံးလို့ရပါပြီဗျနော်အဲ့တော့ဗာပြည်သူတွေကိုစားလဲဦးစင်းအောင်ကျေးဇူးတင်ပါတယ်ဗျနော်ကျေးဇူးတင်ပါတယ်ဒါနိုင်ငံတူရဲကောင်ပါရမီရှင်တူရဲကောင်များအားလုံးတကယ်ကိုကျေးဇူးတင်ပါတယ်ဗျနော်ဗာပြောပြောတိုင်းမူကြီးနဲ့တကွာတိုင်းမူကြီးအားလုံးရှိတဲ့တပ်တော်အားလုံးလည်းပြည်သူကိုစားတာဦးစင်းတော့ကျေးဇူးတင်ရမှာဗျနော်အဲ့တော့ ခင်ဗျားတို့ဒီဆယ်ကြီးကိုမနစ်ကမယူနိုင်ဘူးလားဆိုယူလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆယ်ကြီးကိုသူတို့တွေကမိုင်းနေထောင်ထားတယ်အကုန်လုံးထောင်ထားတယ်တမတော်ကနေဟုံတိုင်းတိုင်းလုံးလိုက်မယ်ဆိုလို့ရှိရင်ဆယ်ပေါက်သွားမယ်ဆယ်ပေါက်သွားလို့ရှိရင်မန္တလေးမြို့ကြီးမှာလည်းရင်စီမယ်မရေယာမှာလည်းပြည်သူတွေလည်းရေရဲ့ဒုက္ခတိုင်းကိုအလူလဲခံရမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့အဲ့လိုမဖြစ်အောင်တမတော်ဒီထိနေနေတိတ်နဲ့လုပ်ခဲ့ရတာဖြစ်တဲ့ကြောင့် ဒါချင်းကြံသွားတယ်ကြာသွားတယ်ပေါ့ဗျာเนาะမလိုအပ်တဲ့ဒီလိုနေနေတော့ဒုက္ခလေးတွေ့သွားတယ်ပေါ့ဗျာရေဒုက္ခနေနေတွေ့ပဲဒီနှစ်ကတော့တမလို့ဒီဒါအထီးအကိုက်အ ਨੇ ဆုံးဖြစ်အောင်အကျန်းဖက်ကိုဒီမိုင်းနေကိုလည်းရှင်းလင်းရတာဒီကြောင့်ဆယ်ကျို့အောင်မိုင်းထောင်ခဲ့တဲ့မိုင်းနေကိုရှင်းလင်းရတာဒီကြောင့်အကျန်းဖက်ဒီရှင်းလင်းရတာကလည်းဒီကြောင့်ရှင်းလင်းရခါမှဆယ်ကြီးကျိုးပေါက်သွားမှဖြစ်မှာလည်းဒီကြောင့်ဆိုပြီးမှထိန်တိန်တိန်နဲ့ရှင်းလင်းရတဲ့အတွက်ကြောင့်နည်းနည်းတော့ကြာသွားတာပေါ့ဗျာနော်အဲ့တော့ဘာပြောပြောတတ်မတော်ပါဒါအောင်မြင်သွားပါလိမ့်ဗျာနော် ဒါမှမဟုတ်ဒီပြည်သူအတွက်ဒါလှုပ်ဆောင်နေရဆိုတာလေခင်ဗျားတို့ပြည်သူအားလုံးဒါလောက်ဆိုရင်တော့သဘောပေါက်တယ်ပါဗျာနော်ဒီကြားထဲမှာပဲတစ်ဆက်ထဲမှာပဲစင်ကူတို့ဒီလမကုံငယ်မှာစင်ကူပြည်သူလည်းစင်ကူကိုပြန်ရမယ်လို့တရားခိုင်တော့ဥစဉ်ယုံကြည်ပါတယ်ဗျာနော်စင်ကူကိုလည်းတမ်းမတော်ကဒါထိုးစစ်ထိုးစစ်ကတော့စနေပြီဗျာလှုပ်ဆောင်နေပြီပေါ့နော်တမ်းမတော်စင်ကူလက်ပံလားဇေယျခွင့်အကုန်လုံးအကုန်လုံးတော်ကြောလုံးကိုဒါထိုးဘက်ညက်ဒီဘက်ညက်လက် ယူတော့မယ်ပေါ့ဗျာယူတော့မယ်ပေါ့နော်စင်ကူပြီတို့ကြီးလည်းဒါတော့တိတိနဲ့လောက်တော့တိလောက်ပြီလို့ထင်ပါတယ်ဗျာနော်အဲ့တော့ PDF ဒီကဒေဝုနဲ့တူတဲ့မိုးကိုကြီးကိုပဲစုရင်တော့ဒါအတိုင်းထက်ဝန်းတာတယ်လို့ပဲပြောရပါဘူးရနော်အဲ့ဒီမှာပဲစုပြီးမှတူနဲ့တူကြီးကြီးနုနုနေကြပေါ့ဗျာနော်နေကြပေါ့ဟိုဟာ2021ကတန်ဝိုးတွေတန်ခွက်တွေခောက်ခဲ့တယ်အခုအတိတ်နမိတ်ကတော့မကောင်းတော့တာတော့အမှန်ပဲဗျာဘာလို့မကောင်းတာလဲဆိုတော့အခုမိုးကိုပြည်သူတွေကပေါ့မိုးကိုအကြမ်းဖက်အာပြည်သူတွေက ဟုတ်လားခွက်တွေခောက်ကြတယ်ဒါဝုကံဝက်တွေခောက်ကြတယ်ဒါဝုတန်ခွက်တွေခောက်အဲ့ဒီမှာရှိတာကအကျန့်ဖက်တွေပဲရှိကြတာအကျန့်ဖက်တွေပဲရှိတာတင်းနေပလောင်နေနဲ့ပီဒီအကျန့်ဖက်တွေပဲရှိတာအဲ့တော့ဘာရွေကျက်နဲ့ခောက်တယ်ဆိုတော့ကျော်လည်းမပြောတတ်ဘူးကွာနော်အတေကတော့ဒီခွက်ခောက်တယ်ဆိုတော့တစေတရေတွေကိုဒါမောင်းထုတ်တော့မှတေးကြတယ်ဗျနော်အဲ့တော့ခွေးပြေးဝက်ပြေးပြေးရတော့မှလည်းတေးကြတယ်ဗျပီဒီအဲ့ဒီမိုးကုန်မှဆိုလို့ရှိရင်တစေတရေတရေတွေရောဒါပြင့်ညက်လို့နေပြီဗျအဲ့တစေတရေဒီ PDF ဒီနေ့စဉ်နဲ့အများသိပေးနေရတာဒီအနေနဲ့တက်လို့တရားနဲ့ဗန်းတရားအများကြီးမြောက်သွားသွားပြီဗျနော် ဝိုင်တွဲနဲ့မိရာနဲ့လက်နဲ့ကြည်စာမိရာနဲ့အများကြီးပဲအဲ့တော့အတိတ်နမေကတော့မောင်းထုံနေပါပြီဗျာနော်မောင်းထုံနေပါပြီမိုးကုတ်တို့မိုးမိတ်တို့ကိုရပြီလို့ရှိရင်ချန်ပီယံမြောင်ပိုင်းကအေးချမ်းမှုအပြည့်အဝရသွားပြီလို့တုံ့တက်လို့ရပါတယ်ဗျာနော်အေးချမ်းမှုတုံ့တက်လို့ရဒါကြောင့်ဦးစင်းတော့ရွေးကောက်ပွဲကိုလည်းထောက်ခံအားပေးတယ်လို့ဖြစ်ပါတယ်ဗျာဘာဖြစ်လို့လဲရွေးကောက်ပွဲအောင်မြင်သွားလို့ရှိရင်ရွေးကောက်ပွဲလွတ်တော်ထဲမှာထိုင်နေတဲ့လူတွေကစီးရမှာလည်းပြောစရာမလိုစီးဝါးရေးရမှာလည်းပြောစရာမလိုလူမှုဆက်ဆံရေးမှာလည်းပြောစရာမလိုအရေးရှိတဲ့လူတွေတိုင်း လွှတ်တော်ကြီးထဲမှာရောက်มาဖြစ်တဲ့အတွက်ကြောင့်ဦးစင်းတို့ဟာရွေးကောက်ပွဲကိုတခဏတည်းအားပေးတာဖြစ်တယ်လို့ကိုနှစ်တက်တဲ့အကြောင်းတမိုင်းကိုတိတဲ့လွှတ်တော်အမတ်တည်းရဲ့အကြောင်းကိုလည်းဒီနေ့တနေ့မှာတဦးချင်းတဦးချင်းကိုဒါဦးစင်းတို့ကချပြနေခြင်းဖြစ်ပါတယ်ဗျာနော်မြန်မာနိုင်ငံရဲ့အမြန်ဆုံးငြိမ်းချမ်းတော်မှာဖြစ်ပါလေဗျမြန်မာနိုင်ငံရဲ့အမြန်ဆုံးအေးချမ်းတော်မှာဖြစ်ပါလေဗျပြည်သူများအားလုံးလည်းအကြံဖက်အန်တွေရဲ့ဘေးမှာကင်းဝေးကြပါစေလို့ပေါ့ကိုတော်ဆုတောင်းမေတ္တာပို့တာလိုက်ပါလေဗျ